ဘုန်းကြီးတို့တွေမဆုံးနိုင်တဲ့ဒုက္ခဆိုတာဘာလို့ဆိုရင်ကြည်ဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခဒါတွေပဲမဟုတ်လားမဆုံးနိုင်တဲ့ဒုက္ခလောကလူသားတွေမဆုံးနိုင်တဲ့ဒုက္ခဘာဖြစ်လို့တော့ဆိုရင်မွေးလာပြီးရင်အိုမဲနာမဲသိမဲသိပြီးရင်မွေးပြန်အောင်မဲမွေးလို့ရှင်အိုမဲနာအောင်မဲသိအောင်မဲဟော မွေးလိုက်အိုလိုက်နားလိုက်သေးလိုက်မွေးလိုက်အိုလိုက်နားလိုက်သေးလိုက်ဆိုတဲ့ဒီတန်တရာဆက်ကြီးတဲ့ကနေပြီးတော့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့အရာကြီးဖြစ်ပြီးတော့ဒီထဲမှာပဲတဝဲလဲလဲရှိနေမွေးထားတဲ့အချိန်ပိုင်းမှာလဲသက်တာလားဆိုမသက်တာဘူးဣယေဟိဝေပြောကောဒုက္ခောကိုလိုချင်တာတွေကိုနှစ်သက်တာတွေကိုမြတ်လို့တာနဲ့ခွဲရတယ်အပိယေဟိတံပြောကောဒုက္ခော ကိုမတွေ့ကြတာတွေနဲ့တွေ့ရမယ်ကိုမုန်းတာတွေနဲ့လည်းစုံစည်းရမယ်ဟောပြီးရေအပိယေဟိတံပြောကောဒုက္ခပြီးရေဝေပြောကောဒုက္ခဒါရင်လားဆိုတော့မဟုယံပိဿံနလဘတိတံပိဒုက္ခဒါပဲစကြမှာဟောထားတဲ့ယသော်ဘုရားကလူတိုင်းတတိထားဖို့သိနိုင်တဲ့ဒုက္ခတွေကိုထုတ်ပြထားတာเนาะ လူကျင်တာမရတဲ့ဒုက္ခအဲ့တော့လူတွေကစဉ်းစားလိုက်ပဲကိုလိုချင်တဲ့ယာထူးရလိုက်တယ်ကိုလိုချင်တဲ့ငွေကြေးရတယ်ကိုဝယ်ချင်တဲ့ပစ္စည်းလေးဝယ်လို့ရတယ်ဆိုတော့ယံပိဿာနလဘတိတံပိဒုက္ခံဆိုတာမဟုတ်ဘူးလို့ထင်ကောင်းထင်လိမ့်မယ်အဲ့ဒါကိုပြောတော့မဟုတ်ဘူးယံပိဿာနလဘတိစာလူတွေဟာအိုချင်လို့အိုတာလားမအိုချင်မဲနဲ့အိုတာလား ေးအဲ့ဒါမရနိုင်တဲ့ဟာပဲကားလိုချင်ရင်တော့ဘုဆန်ရှိရင်ရပါတယ်သွားဝယ်ပေါ့တိုက်လိုချင်လဲဆောက်ရတာပဲဘုဆန်ရှိမရဘူးလားကျန်တာတွေကရနိုင်တာလေမရနိုင်တာကဘာလို့ဆိုရင်ပူရာကိုမအိုပါစေနဲ့ဆိုရနိုင်ပါမလားနာရာကိုမနာဖို့ဆိုတာရနိုင်ပါမလားတေခြင်းသဘောရှိတဲ့အနေထားတစ်ခုကတေခြင်းကင်းတဲ့အနေ ဒါတခုရဖို့ဆိုတာကိုလိုချင်ရနိုင်မှာမလားရနိုင်မှုတဲ့အဲ့ဒါတွေကိုရည်ညွှန်းတာယံပိဿာနလည်းပဲဒီတံပိဒုက္ခနောက်ဆုံးကြတော့ခန္ဓာ၅ပါးရထားတာဟာဒုက္ခပဲလို့ဓမ္မစကြာမှာဒုက္ခကိုတရားဖော်ထားတာရှိတယ်ပေါ့အေးအဲ့ဒီဒုက္ခတွေဟာလောကရဲ့အဆုံးကိုမရောက်ဘူးဆိုလို့ရှိရင်ဘလို့မှဒီဒုက္ခတွေအဆုံးသတ်မှာမဟုတ်ဘူးတဲ့ လောကကြီးထဲမှာနေနေရင်တော့ဒီဒုက္ခတွေကျုံနေရမှာပဲလို့မြတ်စွာဘုရားဟောလိုက်တဲ့အခါအဲ့ဒီလောကစัจ java လာလောကကြီးကိုယဉ်ညွတ်တာမဟုတ်ဘူးဩကာသလောကကြီးကိုယဉ်ညွတ်တာမဟုတ်ဘူးသင်္ခါရလောကကို